အဖြစ်အရာရာကတော့ဖရလိုတော့တိုင်းဖြစ်တယ်ပြီးတော့အတမီလိုအချက်တွေကိုလည်းအဲပြင်အကောင့်ဆုံးနဲ့ပြင်ဆင်နိုင်အောင်ပေါ့နော်ဒီအတွေ့အကြုံတွေလည်းအများကြီးရခဲ့တယ်ဆိုတော့ဒီဒီပြန်ပွဲရတော့တမီးအတွက်အဲအရင်ဘယ်လိုပြောရမလဲအကောင်းကောင်းကောင်းတယ်ထင်တယ် ါဒီစင်ကြီးပို့ဆောင်တဲ့အာဖရာကုံတော်ချီးမွမ်းပါတယ်ပြီးတော့ဒုတိယအနေနဲ့အမိဘတွေအတိုင်ဝိုင်းတွေပရိသတ်တွေချီးရတဲ့ညီကောင်မတော်မအားလုံးအာချစ်ခင်အားပေးမှုပေါ်လက်ကြည့်ဆိုမြိုက်တင်ပါတယ်လို့ဒီ final final ကိုတောင်းမပါတော့အာဒီစင်ကြီးရောက်တာဆိုတော့ကလည်းအာအရန်ပြောပါတယ်ပြီးတော့အာအဖြစ်အအရာကတော့ဖရအလိုတော်တိုင်းဖြစ်တယ်ပြီးတော့တမိလိုအချက်တွေကိုလည်းအဲ ပြင်အကောင့်ဆုံးနဲ့ပြင်ဆင်နိုင်အောင်ပေါ့နော်ဒီအတွေ့အကြုံတွေလည်းအများကြီးရခဲ့တယ်ဆိုတော့ဒီဒီပြန်ပွဲရတော့တမီးအတွက်အအရင်ဘယ်လိုပြောရမလဲအကောင်းကောင်းကောင်းတယ်ထင်တယ်အတွေ့အကြုံတွေလည်းအများကြီးရတာဆိုတော့နော်တမီးကဟုတ်တယ်ကိုနာမည်ပေါ်တယ်ကြောင်းရင် glory ပြီးပြရဟုတ်ကဲ့အဲ့ဒါကတော့တမီးအတချင်းပထမဆုံးအဲ့လိုခံရတာဆိုတော့နော်အရန်ကိုအပီတိဖြစ်နေတယ် တမီးကိုအဲ့လိုအဲ့လောက်ထိအားပေးကြမယ်ချစ်ကြမယ်လို့လည်းမမျော်လင့်ရဲဘူးပေါ့နော်ဒါပေမဲ့အဲ့လိုချစ်ခင်အားပေးမှုအပေါ်ကျေးဇူးအများကြီးတင်ပါတယ်ဆွေတွေကတော့မှာလည်းတင်ပြောပေးပါဆွေချင်းတွေတော့အဲတမီးဒီအဲဆေဖို့တပုတ်ဖရဲကြောင့်မှအရင်ချက်တင်မယ်ပြီးတော့အဲချစ်ခင်နဲ့ဒီကမောင်နှမရေပေါ်ပြပြပြဝင်တွေပေါ်ပေါ့နော်အဲ့လိုပါအဲအတူတူ ဟာလွတ်ချင်တယ်အလိုရရှိပါတယ်ဟုတ်ဟုတ်ကဲ့အဝင်းနာမရလို့ဝမ်းနေနေတဲ့ပရိသတ်တွေကျွန်တော်တမိတမိဘက်တမိလိုအပ်ချက်ပဲတင်ပါတယ်တမိဘက်ကနေအစ်လက်ပြီးတော့အကောင်ဆုံးကြိုးစားဖို့လိုသေးတယ်ဆိုတော့အဲတမိပါပေါ့နော်ဆက်လက်ပြီးတော့ကြိုးစားသွားကြိုးစားသွားမဲ့အဲအဲ့လိုခံအဲ့ဘယ်လိုပြောမလဲ စိတ်သက်ရှိပါတယ်ဟုတ်အဲဆက်လက်ပြီးတော့လည်းတမျိုးမမေ့ချနဲ့ဆက်လက်အားပေးကြပါဦးအကောင်းဆုံးနဲ့ဆက်လက်ပြီးတော့မှကျေးဇူးတော်ပါမယ်လို့ပြန်ဖန်မှုဆိုတာကတော့တမီးကတော့အကုန်လက်ခံပါတယ်လူတွေဘယ်လောက်ပဲပြောပြောပေါ့နော်အဲတမီးလိုအချက်တွေကိုပြောပေးတဲ့အတွက်သမီးပို့ပြီးတော့မှရင်းချက်လာတယ်ပြီးတော့ပို့ပြီးတော့မှစူးစမ်းချင်လာပါတယ်ဆိုတော့ဘာပဲဖြစ်ဖြစ်အာဝေဖန်တဲ့သူဖြစ်ပါစေချစ်ခင်တဲ့သူဖြစ်ပါစေအားလုံးပေါ်ကျေးဇူးအများကြီးအများကြီးတင်ပါတယ်လို့နောက်ပိုင်းတော့ကျေးဇူးတော် โอเคပါတချင်းတွေကဆက်လုပ်သွားမယ်ဆက်လုပ်သွားဖို့အစီအစဉ်တွေရှိပါတယ်ဆိုတော့တမီးကိုအာဒီအကောင်ဆုံးနဲ့ပေါ့နော်တမီးတမီးဘက်ကနေလည်းအကောင်ဆုံးနဲ့စူးစမ်းသွားမယ်တမီးကိုလည်းမမေ့ချနဲ့အားပေးကြပါအောင်ဟိုပြီးအားပေးကြပါအောင်လို့